ဂိုရိုင်းဒေသကြီးတရားဝရီခရိုင်တရားဝရီမြို့နယ်အထက်ကဆန်ရွေးကျောင်း၌ဇွန်လ18ရက်နေ့နနေ7နာရီကဗလ9ရက်နေ့ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစီရန်ရွယ်၍လူငယ်စကားဝိုင်းကိုကျင်းပခဲ့ပါသည်။ခဲနာတွင်တရားဝရီခရိုင်ပြည်ချိုင်းနှင့်ပြည်ဆန်ဦးစီးဌာနခရိုင်ဦးစီးမှုကအဖွဲ့မစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ဒုတိယမြို့နယ်ပညာရေးမှူးဦးမျိုးစောကလူငယ်စကားဝိုင်းများကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီးကျေးဇူးတင်စကားကိုပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်၍လူငယ်စကားဝိုင်းကိုကျင်းပခဲ့ရာဥဆောင်ဆွေးနွေးသူဖြစ်ခရင်ပြည်ချိုင်းနဲ့ပြူးဆန်ဦးစီးဌာနမှခရင်ဦးစီးမှုနှင့်တွဲဖက်ဥဆောင်ဆွေးနွေးသူအဖြစ်အထက်ကဆံရွေးကျောင်းမှအထက်တန်းပြဆရာဦးဝင်းမျိုးခန့်နှင့်ကျောင်းသားကျောင်းသူများကလူငယ်နှင့်ပညာရေးလူငယ်နှင့်အားကစားလူငယ်နှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလူငယ်နှင့်စာပေလူငယ်နှင့်ကျန်းမာရေးလူငယ်နှင့်ဤပညာအဆရှိတဲ့ခေါင်းစဉ်များဖြင့်ပါဝင်ဆွေးနွေးခဲ့ကြပါသည် ခန်းနာကိုတယောက်လာကြတဲ့ចောင်းသားចောင်းသူများကတရှိလူတီများကိုမင်းမြန်ခဲ့ရာဥဆောင်ဆွေးနွေးသူများကပြန်လည်ဖြစ်ကြပြီးခဲ့ပါတယ်။လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးခဲ့ကြတဲ့ចောင်းသားចောင်းသူများကလည်းယခုလိုပြောကြားခဲ့ပါတယ်။မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အခြေခံပညာထက်တန်းចောင်းအာထကဆန်၍ဘာဒသမာတန်းနေပညာသင်ယူနေတဲ့မောင်စီတောင်မဲဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့လူငယ်နဲ့စာပေစကားဝိုင်းမှာကျွန်တော်ကတော့လူငယ်နဲ့ဤပညာဆိုတဲ့ခေါင်းစဉ်လေးကိုဆွေးနွေးပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့တငယ်ချင်းတွေကိုပြောချင်တာကတော့ နီးပညာကိုကောင်းမွန်စွာအသုံးချပြီးတော့နီးပညာရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုတေချာဝေဖန်သုံးသပ်ပြီးတော့အကောင်းဆုံးအသုံးချတဲ့လိုပါတယ်ဆိုတော့ပြောကြလိုပါတယ်ခင်ဗျာ မင်္ဂလာပါရှင်ကျမကတော့အထက်ကဆံ၍အခြေခံပညာအထက်တန်းကျောင်း grade တန်းတွင်ပညာသင်ယူနေသောကျောင်းသူလေးမတ်စီစီမှုဖြစ်ပဲဖြစ်ပါရယ်ရှင်ကျမကတော့လူငယ်စကားဝိုင်းမှာလူငယ်နှစ်စာပေဆိုတဲ့ခေါင်းစဉ်အောက်မှာပါဝင်ဆွေးနွေးသွားခဲ့တာပဲဖြစ်ပါရယ်အခုလိုကျမပေးတဲ့အတွက်ကျမတို့လူငယ်တွေကစာပေတွေကိုပုံမူပြီးတော့လေ့လာတက်လာမယ်ပြရလို့ရှိရင်စာပေတွေရရတာလဲအကျိုးကျေးဇူးတွေကဘာလဲဆိုတာကိုရှင်းပြတဲ့အတွက်လူငယ်တွေအားလုံးလည်းသိရှိနိုင်မှာပဲဖြစ်ပါရယ်ဒီကနေ့ကျမပြောကြခဲ့တဲ့အကြောင်းအရာလေးတွေကတော့အကျောင်းသား ားတွေစာပေစာကြည့်တိုက်တွေမှာစာပေတွေကိုဖတ်ရှုဖို့စာပေတွေကိုလေ့လာဖို့အတွက်ပဲဖြစ်ပါတယ်။စာပေတွေကိုလေ့လာလိုက်စားတဲ့စာပေတွေကိုလူငယ်တွေကစာပေတွေကိုလေ့လာလိုက်စားတဲ့လူတွေကဘဝမှာတင့်တယ်တယ်နေနိုင်ပြီးတော့စာပေတွေကိုမလေ့လာမလိုက်စားတဲ့လူတွေကဘဝမှာအဲမတင့်တယ်တဲ့အခြေအနေမျိုးနဲ့တိုင်ရင်ဆိုင်နေရမယ်လို့ပြောကြခဲ့ပြီးတော့တငယ်ချင်းတွေအားလုံးကို share ရင်းနေပေးခဲ့ပါတယ်ရှင်။ ဆလွေခရင်ပြည်ချိုင်းနဲ့ပြည်စံဦးစီးဌာနမှာခင်းချင်းပြတ်သားထားတဲ့တူတရတစာအုပ်များနဲ့နိုင်ငံကစားဆောင်များကိုအခမ်းအနားကိုတက်ရောက်လာကြတဲ့ចောင်းသားចောင်းလူများကစိတ်ပိုင်းဝင်စားစွာလှည့်လည်ကြည့်ရှုကြကြောင်းသိရပါတယ်ရှင်။